အားလုံးပဲမင်္ဂလာပါ Football AC Channel ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဘောင်နဲ့ပတ်သက်တဲ့နောက်ဆုံးရအကြောင်းရှိသတင်းလေးတွေကိုလာရောက်ပြောပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးရအရင်ဆုံးကြီးကျွန်တော်ပြောပြပေးခြင်းတဲ့သတင်းအကြောင်းအရတော့ကျွန်တော်ဒီဘောင်အသင်းရဲ့လက်ရှိမှာတော့မင်းလာလို့ပြောလို့ရပါတော့ဒီ Florian Wit နဲ့ Liverpool အသင်းတို့ရဲ့ဒီ Bayern Liverpool စီနဲ့ဒီသုံးပွင့်ဆိုင်ဇလန်းရဲ့ကျွန်တော်တို့ဒီနောက်ဆုံးရအတင်းလေးပေါ့နော်နောက်ဆုံးရအတင်းလေး တင်လာတဲ့သတင်းဌာနကတော့ကျွန်တော်တို့ဒါ BIAD ဆိုတဲ့ဂျာမနီဘက်ကသတင်းဌာနတစ်ခုကတင်လာတာဖြစ်ပါတယ်ဒီသတင်းဌာနဆိုလို့ရှင်လည်းကျွန်တော်တို့အများအားဖတ်နေကြပါတော့သူကဒီ Jeremy Freepaw နဲ့ပတ်သက်တော့လည်းသူတင်လာတာကျွန်တော်မှန်တယ်ပေါ့နော်မှန်တဲ့တော့ကျွန်တော်အဲ့ဒီသတင်းဌာနပဲဒီကြည့်ကြည့်ဖြစ်တယ်ပေါ့အခုဒီ Brian Wood နဲ့ပတ်သက်ပြီးတော့အဲ့တော့ကျွန်တော်ဒီနေ့မှာတင်လာတာဆိုလို့ရှင်သူကဒီကျွန်တော်တို့ဒီဘက်ကူစင်အသင်းကတောင်းဆိုတာကကျွန်တော်တို့ပေါင်တန်း150 ဟိုပေါင်ပေါင်ယူရိုတန်း150ပေါင်5ဖြစ်ဆို125တန်းကျွန်တော်လီဗာပူးတင်ရပထမတစ်ချိန်ကန်လန်းတာကျွန်တော်တို့ဒါယူရိုတန်း100ပေါင်85တန်းဝင်းကျင်နဲ့ကန်လန်းနဲ့ပယ်ချတယ်ဒုတိယတစ်ချိန်လီဗာပူးတင်ရဆက်ပြီးတော့ကန်လန်းတာကျွန်တော်တို့ယူရိုတန်း130ပေါင်100တန်းကိုတန်းဒီဟာလေလီဗာပူးစင်ကသဘောမကျဘူးအတွက်ပယ်ချတယ်ကျွန်တော်ကျွန်တော်ဒီတီးခဲ့တဲ့တည်င်းတစ်ခုပါဆိုလို့ရှိရင်ဒီကျွန်တော်တို့ BIA ID ကပဲတင်လာတာပေါ့နော် ဲ့ဒီသတင်းတစ်ခုမှဆိုလို့ရှိရင်ကျွန်တော်ဒီဒီဘက်ကူဆင်ကတောင်းဆိုထားတယ်ကျွန်တော်တို့ယူရိုတန်150ပေါင်120ပေါင်တောင်းဒီဒီဥစ္စာကိုဟိုအရင်ကဒါလီဗာကူဆင်ကသူတို့ရဲ့ကစားသမားကိုကျွန်တော်အဲ့ဒီချိန်တော့ဘိုင်ယန်မင်းနစ်တို့ဒီဂျီယမက်ထရီမန်စီးတီးလီဗာပူ၄ပွင့်ဆိုင်ကျွန်တော်တို့အဲ့ဒီအချိန်စပြီးတော့အတင်းထွက်တဲ့အချိန်တွေကပေါ့နော်တရားဝင်မကန်းလန့်သေးလီဗာပူကအဲ့ဒီချိန်တော့မကန်းလန့်ခင်မှာ ကျွန်တော်တို့ဒီ Michael Elwood နဲ့ကျွန်တော်တို့ဒီအသင်းတောင်းဝင်ရှိသူတွေပေါ့နော် Richard Wood ကိုပါလာတော့မသိဒီကစားသမားကိုတရားဝင်မကန်းလန်းခင်ကျွန်တော်တို့ဒီပဒင်းထွက်တဲ့အချိန်တုန်းကပေါ့နော်ဒီ Liverpool တောင်းဝင်ရှိသူတွေကကျွန်တော်တို့အသင်းရဲ့တောင်းဝင်ရှိသူတွေ Michael Elwood ပါဝင်တခြား Liverpool ရဲ့ဒီ Alva Drighter တွေရောပါလာတော့မသိဘူးပေါ့နော်ဒီကျွန်တော်ဖတ်ကတဲ့တင်မှာတော့ကျွန်တော်တို့ Michael Elwood ပဲသူရေးတာတွေ့အဲ့တော့ Michael Elwood ကလည်းကျွန်တော်တို့တခြားအသင်းတောင်းဝင်ရှိသူတွေနဲ့ဒီ American မှာပေါ့နော်အမေရိကန်နိုင်ငံဘော့စတွန်မြို့မှာကျွန်တော်တို့ဒီလီဗာပူးအသင်းရဲ့ပိုင်ရှင်တွေ LG FG တို့နဲ့ပေါ့နော် FG တို့နဲ့ကျွန်တော်တို့ buy out တွေ့ဆုံပြီးတော့ဒီ Florian Wick ကိုခေါ်ယူဖို့အတွက်ပေါ့နော်ဒါ C-way meeting ထိုင်ခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်ဒါဒီကိစ္စမှာဆိုလို့ရှိရင် အသင်းပိုင်ရှင်တွေနေနဲ့ဒီ Florian Wick ကိစ္စကိုကျွန်တော်ကျွန်တော်တို့ဒါအသင်းပိုင်ရှင်တွေက Michael Owen ကိုသူ့အနေနဲ့ဒါလောက်ပိုင်ဝင်ပေးထားပြီးသားပေါ့နော်ဒီ Euro တန်း ဆက်ဆက်တာလူတို့ဤဒါတင်ပိုင်စင်နေနဲ့ဆွေးနွေးတဲ့အချိန်တွေကယူရိုတန်150ပေါင်125တန်းဒီဟာကိုကျွန်တော်တို့အတင်ပိုင်ရှင်တွေကခွင့်ပြုပေးထားပြီးွားကျွန်တော်ဖတ်ရတဲ့သတင်းကကျွန်တော်ပြောတာဗောနော်မှားပါလို့ရှင်လဲကျွန်တော်နားလဲပြီပဲအဲ့တော့ဒါအတင်ပိုင်ရှင်တွေကခွင့်ပြုပေးထားပြီးွားအခုကျွန်တော်တို့ဖြစ်နေတာကျွန်တော်တို့ဒါ Richard ဘူးကကျွန်တော်တို့ Liverpool ဆင်ဟိုဒါဈေးညှိတယ်ဗောဗျာဒီလောက်ဒီကစားသမားဒီလောက်မတန်ဘူးဆိုပြီးတော့ ဟိုပြောဆိုမတန်တာမဟုတ်ဘူးဟိုရားတလောက်ညှစ်ကြည့်တာပေါ့အဲ့မဲ့လီဗာပူစင်ဘက်ကလည်းမလျှော့ဘူးလီဗာပူစင်ဘက်လည်းမလျှော့ဘူးလီဗာပူစင်ရဲ့ဒီအာကစားဒရိုက်တာကကျွန်တော်တို့ဖာနာရိုကော်ရာလားမသိပါဘူးကျွန်တော်ဟိုပြောတဲ့နေရာမှာမအပိုင်လဲကျွန်တော်နားလည်ပြီးတော့ကျွန်တော်အတိတ်တလောက်ကျွန်တော်လာရောက်ပြီးတော့ပြောပြရအောင်အဲ့တော့ရစ်ချက်ဝူးနဲ့ဒီအဲ့ဒီလီဗာပူစင်ရဲ့အာကစားဒရိုက်တာနဲ့ဒီတောင်ဝင်ရှိအတင်းတောင်ဝင်ရှိသူတွေနဲ့ညှိနှိုင်းနေကြတယ်ဒါပေမဲ့ ကျွန်တော်တို့လီဗာပူးတင်ပိုက်ရှင်တွေကိုတမျိုးထင်ပါဆိုလို့ပေါ့နော်ကျွန်တော်ဖတ်ရတဲ့သတင်းများဆိုရင်လီဗာပူးတင်ပိုက်ရှင်တွေကကျွန်တော်တို့ဒါမိုက်ကယ်အက်ဝတ်ကိုကျွန်တော်တို့အကုန်လွှဲထားပြီးသားဒီယူရိုတန်150ပေါင်အားဖြင့်125တန်းကိုလေသူတို့အနေနဲ့ဒါခွင့်ပြုပေးထားတယ်လို့ကျွန်တော်သတင်းတွေကကျွန်တော်သိရတယ်ပေါ့နော်အဲ့ဒီဟာကိုမှကျွန်တော်တို့ဒါရစ်ချက်ဝူးကကျွန်တော်တို့ဈေးညှိတယ်ဆိုတော့ဈေးပြောမယ်ဆိုလို့ရှိရင်ဒီလီဗာပူးအသင်းအနေနဲ့ကြံအောင်လို့ပေါ့ဗျာအဲ့လိုပုံစံမျိုးထင်ပါတယ်ကျွန်တော်ထင်တာတော့ ခွကျွန်တော်တို့ကဒီကိုရီးယားဇလန်တွေကြည့်နေရတယ်လို့ပဲကျွန်တော်တို့ဒီဇလန်ကကောင်းကင်ရောက်နေကောင်းကင်ရောက်ပြီးတော့မှကျွန်တော်တို့ဒါမင်းသားနဲ့မင်းသားကိုမတွေ့ရသေးတယ်လို့ပုံစံမျိုးဇလန်ကစပြီးွားပြီအလဲရောက်နေအလဲကနေအဆုံးသတ်ပဲဒါပေမဲ့အခုလီဗာပူးကကျွန်တော်တို့ဇွဲမလျှော့ပဲနဲ့သူဆက်ပြီးတော့ကြိုးစားသွားမယ်ဆိုပြီးတော့တင်းမှာပေါ်ပြလာပြပါရဲ့နောက်ပြီးတော့ဒီဘဘူးအတင်းကဒီအခုကစားသမားကတော့ဒီ Florian Wick ကတော့ဒီ Nationally ကျွန်တော်တို့ဒါ Porto Portugal ဟမ် ပေါ်တူဂီအသင်းနဲ့ကျွန်တော်တို့ဖိုင်နယ်စီမီဖိုင်နယ်ပေါ့နော်စီမီဖိုင်နယ်မှာကန်ရမှာဖြစ်တဲ့တူကသူကတော့ဒါအသင်းဒီဂျာမနီလက်ရွေးစင်အသင်းနဲ့ပေါ်ယန်ဝက်ကတောက်ရောက်ပူပေါင်းသွားပြီဒါပေမဲ့ကျွန်တော်လီဗာပူးအသင်းကတောင်းဝင်ရှိသူတွေကကျွန်တော်တို့ဒီတည်င်းနှိအရာပေါ့နော်သူတို့အနေနဲ့ဒီလီဗာပူးစင်တောင်းဝင်ရှိသူတွေနဲ့ဆက်လက်ပြီးတော့ဆွေးနွေးသွားမယ်ဆွေးနွေးသွားပြီးတော့ဒီဆွေးနွေးမှုကိုလည်းကျွန်တော်ဖတ်ရတဲ့တည်င်းရဆိုလို့ရှိရင်တနင်္လာနေ့မှာအပီးတက်နိုင်မယ်လို့ဒီဒီလီဗာပူးဘက်ကညှော်လင့်ထားကြအောင်နောက်ပြီးတော့ တခြားဒီကျောတို့ကစားသမား၂ယောက်ကိစ္စကျောတို့ဒီဟာကျတော့ဒီအသင်းဘက်ကတောင်းတာမဟုတ်ဘူးကောနော်ဒီဂျာမနီမှာဂျာမနီဘက်ကဒီကျောတို့အဲ့ဒီကျွန်တော်ဖတ်ရတဲ့ပဒင်းညာဆိုလို့ရှိရင်အဲ့ဒါကျတော့ကျောတို့ဒီဘက်ကူစင်အသင်းဘက်ကတောင်းတာမဟုတ်ဘူးလေသူကဒီဂျာနယ်လစ်တရားပေါ့နော်ထင်ကြီးပေးပြီးတော့ဒီလီဗာပူးစင်အသင်းကကစားသမား၂ယောက်ထရားပေါ့နော်တယောက်ကိုဒီကျောတို့ဟာဘီအီလီယောနဲ့ကွန်ဆက်ကိုနှစ်ယောက်ထဲကတယောက်ကို ပေးရမယ်ဆိုပြီးတော့ကျတော်တို့ ိုထင်ကြီးပေးတာဗောနော်ထင်ကြီးပေးကြတာဒီသတင်းမီဒီယာတွေက BIAD ဆိုတဲ့သတင်းမှာတွားရောက်ပြီးတော့ဖတ်ဖတ်ကြည့်လို့ရပါတယ်ကျွန်တော်ပြောတဲ့ဟာကိုသိပြီးတော့ဟိုယုံကြည်မှုမရှိဘူးဆိုလို့ရှင်ဗောနော်အဲဒီဂျာမနီဘက်ကသတင်းအဲ့သတင်းကလည်းတော်တော်မှန်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဥစ္စာကိုဂျာနယ်လစ်တွေရပါတော့ဒီကမ္ဘာဂျာနယ်လစ်တွေရလီဗာပူးတင်းရလက်ရှိမှာဆိုတော့ချင်းဒီအကြောင်းရှင်းနဲ့ပတ်သက်ပြီးတော့တအားအောင်နာမည်ကြီးနေတာဆိုတော့ဗောနော်ကျွန်တော်တို့ဒါသူတို့လည်းဒီတည်င်းရေးသားလို့ရှင်လူကြည့်များရလူကြည့်များရအတွက်သူတို့ပို့ပြီးတော့ပြောမယ်ဆိုလို့ရှင် ဟိုအဖတ်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါတချို့ကြောက်ထင်ကြီးပေးပြီးတော့ဒီလီဗာပူးစင်တင်းကကစားသမားနှစ်ယောက်တည်းတယောက်လိုချင်နေရဆိုရေးကြတယ်ကျွန်တော်လည်းတွေ့တယ်တင်းတော်တော်များများမှာတွေ့တယ်ဟာဘီလီယိုတုံးမဟုတ်ဝမ်ဆက်နှစ်ယောက်တည်းတယောက်ပေါ့နော်အဲ့လိုမျိုးအလိုက်ပေးရမှာဆိုအမှန်မှားမဟုတ်လီဗာပူးစင်တင်းကသူတို့တောင်းတဲ့ပတ်စံကိုပဲလိုချင်တာသူတို့ဒီကစားသမားအလိုက်ပေးပါရင်သူတို့မလိုချင်သူတို့ကအခုကျွန်တော်ပြောရမှာပေါ့နော်ဒီယူရိုတန်150ပေါင်125ကတကယ်လို့ဟို ဈေးညှိမဲ့ဆိုလို့ရှိရင်ပေါ့နော်နည်းနည်းပါပါ short short ပေါ့ပြောအခုကျတော့ Liverpool ကပေးတဲ့ယူတန်130နဲ့ပေါင်190တန်းကိုဆိုလို့သူတို့ဘက်ပယ်ချလိုက်အဲဒီကရင်တချို့မှာတင်ထားတာကစားသမားတယောက်ကိုအလိုက်ပေးရမယ်လို့တင်တာကျွန်တော်တို့လည်းဖတ်ကြတယ်ဒါပေမဲ့အဲ့ဒီသတင်းထဲမှာဂျာမနီဘက်ကအဲ့ဒီသတင်းထဲမှာကျတော့အဲ့လိုမျိုးမဟုတ်သူကအဲ့ဒါကျတော့ဒီမီဒီယာတွေကထင်ကြီးပေးတယ်ဆိုပြီးတော့သူကရေးသားထားတာပေါ့နော်ဘယ်ဟာအမှန်လဲဆိုတာတော့ကျွန်တော်လည်းမသိကျွန်တော်တို့ဒီ တွေ့ရဖတ်ဖတ်ရတဲ့သတင်းတွေကကျွန်တော်တို့တွေကဒါဒါပြောပြောပြပေးခြင်းဖြစ်ပါတယ်ဟိုကိုယ်စားလှယ်ပေါ့နော်သူတို့ကအင်္ဂလိပ်လိုရေးတယ်ကျွန်တော်တို့ကဘာသာပြန်နဲ့ဖတ်တယ်ဖတ်ပြီးတော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒီဘာဘူးအတင်းနဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့ဟိုရှင်ဘတ်ချင်းတူတဲ့ဒီကိုယ်တွေပြိတက်တွေကိုကျွန်တော်တို့ဒါပြိတက်ချင်းတူတူပဲကျွန်တော်တို့ဒါလာရောက်ပြောပြအခြင်းဖြစ်ပါတယ်ကိုတီးတဲ့တီးတလောက်ပေါ့နော်အဲ့တော့ဒီ Florian Wick နဲ့ကိစ္စကိုဒီဘာဘူးဘက်ကနောက်ဆုံးမှမဟုတ်ဘဲနဲ့ Florian Wick ကလည်းဒီဘာဘူးအတင်းခေါင်းညိတ်ထားပြီးသွားတယ် လီဗာပူးစင်နဲ့လီဗာပူးကကျွန်တော်တို့ညှိလို့အဆင်ပြေပြီဆိုလို့ရှိရင်သူ့အနေနဲ့ဒါဆေးတဆေးရုံနဲ့တန်းပြီးတော့သွားရုံပဲအဲ့တော့အခုကတော့ကစားသမားတော့ဒါလက်ရေးစင်တင်နဲ့သွားပူပေါင်းရတဲ့အတွက်တကယ်လို့လီဗာပူးတင်းနဲ့ဒီလီဗာပူးစင်တင်းအဆင်ပြေခဲ့မယ်ဆိုရင်တော့မှကျွန်တော်တို့အဲလက်ရေးစင်တင်းကပြန်ပြီးတော့အနားယူတဲ့အချိန်မှဖြစ်မှာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီနေရာဒီဈေးကွက်ကဒါမနေ့ကတရက်နေ့ကဖွင့်သွားပြီပေါ့နော်ဒါပေမဲ့ဒီကပတ်ဟိုကလပ်ပေါ့နော်ကပတ်ကလပ်ဒီပြိုင်ပွဲ ြလို့ရှိရင်ဒီခဏပြန်ပိတ်မယ်လို့လည်းကျွန်တော်တို့တင်းနေရသိရပါတယ်အဲ့တော့ကျွန်တော်တို့လီဗာပူးဘက်ကတင်းလွင်လာတော့ဒီတင်းလာဒီမှာအပီးတက်လိုက်မယ်လို့ဒါတို့အနေနဲ့မျှော်လင့်နေဆိုပြီးတော့လီဗာပူးဘက်ကတင်းကျွန်တော်တို့တင်းနေရသိရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဖောင်ယန်ဝစ်နဲ့ကျွန်တော်တို့လီဗာပူးတင်းရဲ့ဇလန်လေးပေါ့နော်ကိုရီးယားဇလန်တွဲလေးပေါ့အခုလောဆယ်တော့ကျွန်တော်တို့ဘာမှရေးရမသိရသေးပါဘူးဒီဘကူစင်ကတော့ဒီဘဘူးအတင်းအားနှစ်ချိန်တိုင်တိုင်ကမ်းလမ်းနဲ့အောင်နှစ်ချိန်လုံး ့ပယ်ချတာပဲပေါ့နော်ကျွန်တော်အဲ့ဒီလိုမျိုးကျွန်တော်ဖတ်ရတဲ့သတင်းကြတော့ကျွန်တော်တို့ဒီ FG တို့ကပရိုဂရမ်ဝင်နေပတ်သက်ပြီးတော့တို့ကဒီ Michael Edwards နဲ့ Boston မြို့မှာတေချာမီတင်လုပ်ပြီးတော့ဆွေးနွေးတာပြီးတော့တို့ကခွင့်ပြုတာပြီးတော့ဒီကစားသမားကိုတုံးမဲ့ပတ်စံဒါပေမဲ့ကျွန်တော်ဒီခုလောလောဆယ်မှာတော့ဒါညှိနှိုင်းနေသေးပေါ့နော်အဲ့တော့ဒီသတင်းကတော့ကျွန်တော်တို့ဒါကျွန်တော်လဲစောင့်နေတာပေါ့နော်ဒီ program win နဲ့ပတ်သက်ပြီးတော့ program win ကတော့လောလောဆယ်မှာ liverpool တင်းရဲ့ မင်းသားပေါ့နော်နာမည်ကြီးနေတဲ့မင်းသားပေါ့ဒီမီဒီယာတော်တော်များများမှလည်းဒီအကြောင်းလေးပဲတင်တာခဏနေတင်ပြန်ခဏနေတင်ပြန်ပေါ့နော်အဲဒီဘက်ဦးသိရတော့ကျွန်တော်တို့လက်မလျှော့သေးပဲနဲ့ဒီတော်တော်စင်မှာစကားပြုစုမှုတွေဆက်လုပ်နေတယ်တနေ့လာနေ့မှာအပီးတက်နိုင်မယ်လို့လည်းညှော်လင့်နေဆိုပြီးတော့ကျွန်တော်တည်င်းနေ့မှာပြေးရတယ်ဒါပေမဲ့တချို့တည်င်းနေ့မှာကြာတော့လေလူတို့ရဲ့ဒီအပြောင်းရွှေ့ကိစ္စကိုခဏနာပြီးတော့မီရောကကတ်ဘတ်ကိုလှည့်မယ်ပုံကိုရရဆိုင်ရာသဘောတူညီမှုရပါပြီအဲ့တော့မီရောကကတ်ကိုလီဗာပူးအသင်းအနေနဲ့ သူ့ရဲ့တာဝန်ရှိတဲ့ဒီဘုံမောက်ဘက်ကိုပေါ့နော်တရားဝင်ချိန်ဆမှုတွေပြုလုပ်သွားမယ်ဆိုပြီးတော့အဲ့ဒီဟာကြောက်လဲကျွန်တော်တို့ဒီဘုံမောက်ဘက်ကလောကကပ်ကို45တန်းပေါင်55တန်းလားတန်း90အဲ့လောက်တောင်းလီဗာပူးတင်းကတန်း40အလောက်ပဲပေးခြင်းတယ်အဲ့အဲ့ဒီဟာလည်းတစ်ခုပေါ့နော်အဲ့လိုမျိုးကြီးဖြစ်နေတယ်အဲ့အခုလောလောဆယ်ကျွန်တော်တို့လီဗာပူးတင်းကဒီကစားသမားတယောက်ဂျေရီဖင်းပေါအောင်တော့ရောက်လာပြီပေါ့နော်ကျွန်တော်တို့လီဗာပူးတင်းကထွက်သွားတာတော့ကျွန်တော်တို့2ယောက်ပေါ့နော်ဒီ ီနေ့မှဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီကိုတို့လည်းဘရိုလည်းတိပြီးတော့ပေါ့ဒီဒုတိယဂုတမလေးကျွန်တော်တို့ကယ်လင်ဟာဆိုလို့ရှိရင်ဘရန်ဖို့အတင်းနဲ့ကျွန်တော်တို့ဒါတရားဝင်သဘောတူညီမှုရခဲ့ရရှိသွားခဲ့ပါပြီသူအနေနဲ့လီဗာပူးတင်ရတာထွက်ခွင့်ပြုလိုက်ပြီလည်းဖြစ်ပါတယ်ဒါပေါင်အဖြစ်18တန်းပေါ့နော်လောလောဆယ်မှာဆိုလို့ရင်စနစ်တသမ5တန်းကိုအရင်ဆုံးပြီးချိန်မယ်နောက်ထပ်5တသမ5တန်းတော့ဒီကစားသမားရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီးတော့အရေးကြတဲ့ပေးသွားမယ်ဆိုတဲ့သဘောမျိုးကျွန်တော်တို့သိရပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီကိုသမားလေးကလင်ဟာကို Brandfo တင်မှာအောင်မြင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ် Brandfo ရဲ့ကစားသမားကဒီကိုသမားလည်းကျွန်တော်တို့နေသားလန်သားပဲပေါ့နော်ကျွန်တော်နာမည်ကတော့ကျွန်တော်မေ့ပါတစက်ပြားနဲ့မေ့အဲ့ဒီ Brandfo ရဲ့ကိုသမားလည်းကျွန်တော်တို့ဒီဒီဘုရင်တင်းကိုပေါင်ဆယ်တန်းနဲ့ရောက်ရှိသွားပါပြီကျွန်တော်တို့ဒီ Brandfo တင်မှာဆိုလို့ရှိရင် ဘရန်ဘုတ်တင်မှာဖန်ခဲ့တဲ့ဒီကိုသမားတွေရာဆိုလို့ရှိရင်သူတို့ရဲ့လက်ဆောင်ပုံမူတည်ရောပေါ့နော်အဲ့ဒီဘရန်ဘုတ်ရဲ့တဆင်မြင်တဲ့ဒီအသင်းကြီးတွေကခေါ်လေးရှိရဖြစ်တဲ့တော့ကျွန်တော်ဒီကိုသမားလေးကလင်ဟောင်းလည်းကျွန်တော်အနေနဲ့အောက်မြင်ပါသလိုကျွန်တော်ဆူတောင်းပေးပါတယ်ကိုအသင်းရဲ့ပလေယာဖြစ်တဲ့တော့ပြီးတော့သူကလည်းကျွန်တော်လီဗာပူးတင်းပေါ်မှာအများကြီးသူလုံးပေးနိုင်တော့လုံးပေးခဲ့ပါတယ်သူ့အနေနဲ့ဒါကျွန်တော်တို့ အဓိကဂူဒမအလီဇက်ဘက်ကနာနေတဲ့ချိန်ပေါ့နော်။ဒဏ်ရာရနေတဲ့ချိန်တခြားမှာဆိုလို့ရှိရင်သူ့အနေနဲ့အကောင်းဆုံးကြိုးစားဖမ်းခဲ့တယ်။ကျွန်တော်တို့ဒီ clean sheet ပွဲလေးအများကြီးရတဲ့လောက်ကြောင်ရခဲ့တာလေးပြရပါတယ်။အဲ့တော့သူကတကယ်လို့ brand phone တင်မာတာအောင်မြင်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်။သူ့အနေနဲ့ကျွန်တော်တို့ဒီနောက်တစ်ဆင့်ကိုသူ့ထက်မြင့်နေပေါ့နော်။အသင်းကြီးတွေကချိတ်ဆက်ပြီးတော့ခေါ်ယူနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်။ဒီ debate ဒီ rain ရတို့ပါလို့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ လိုပဲအာဆင်နယ်တို့ဘာလို့ရောက်လဲအခုဆိုလို့ရှိရင်လည်းဒီလက်ရှိကိုယ်စားမဆိုလည်းလီဗာပူးစင်ရောက်သွားဆိုတော့ဒီဘရန်ဖို့မှာလက်ဆွမ်းပြမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဒါတခြားဘရန်ဖို့ထက်မြင့်တဲ့အတင်းတင်းမရောက်ဘူးလို့မပြောနိုင်ဘူးเนาะအဲ့တော့နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့ဒီကျွန်တော်တို့ဘယ်နောက်ခံကစားသမားပေါ့เนาะဘယ်နောက်ခံကစားသမားစီမီကတ်ကိုဆိုလို့ရှိရင်လည်းလီယူနိုက်တက်ကကျွန်တော်တို့ပုပ်ပွေးဆိုင်ရာသဘောတူညီရဖို့ချိတ်ဆက်သွားမယ်ဆိုပြီးတော့သတင်းတွေကပြရပါတယ် အဲ့တော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလာရောက်ကြည့်ပြီးရဲ့တယောက်ချင်းစီတိုင်းကိုကျွန်တော်အရင်ကျေးဇူးတင်ပါတယ်ညာအားလုံးပဲနောက်ဗီဒီယိုဒီမှာပြန်တွေ့ကြတာပေါ့အားလုံးကျေးဇူးတင်ပါတယ်